thank you မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပေးပါမယ်ဇတ္တူသားစားခံနေရတဲ့စစ်တပ်ထောက်ခံသူများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဒီဝရမလည်းသူပြိတ္တနဲ့သူရှင်ရဲဆိုတဲ့သကပုံလိုပဲမြန်မာနိုင်ငံမှာလည်း KSS စစ်အာဏာရှင်တွေကိုထောက်ခံကြတဲ့ပလင်းတူဘူးဆောင်တွေကလည်းရှိနေကြပါတယ်ဘယ်ပြည်သူတွေပါဝင်ဖြစ်ဖြစ်ငတိမာရင်ပြီးရောဆိုတဲ့ခရိုနီရှိကြသလိုစစ်အာဏာရှင်တွေရဲ့အာဏာသက်ဆိုးရှင်စဉ်ကြီးစစ်ကောင်စီချကျွေးတဲ့အယိုးရင်းကိုမြင်ရင်ရှက်ရင်စားသုံးပြီးစစ်ကောင်စီအတွက်အရှက်တရားကင်းမဲ့စွာစစ်ကြော ်စစ်ဘောမှယာရုကိုခံယူပြီးနေကြတဲ့သူတွေထဲမှာကြော်မျိုးမင်းကြော်စိုးဦးသစင်ဦးနဲ့စော်ဘုံရင်တို့အပါအဝင်ဖြစ်ပါတယ်။သူတို့တွေကအမြင်လိုလိုတတွဲတွဲတွေ့ရလိမ့်ရှိပြီးစစ်ကောင်စီအတွက်ဝါရဖျက်ချပြီးနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာစစ်ကောင်စီဝါဒဖြန့်ချင်းရဲ့အကြီးစားထောက်တန်ဖြစ်တဲ့စစ်တပ်ထောက်ခံသူစော်ပွင့်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပါတယ်စစ်တပ်ထောက်ခံသူပြူစော်တီရီနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားမကြေလည်မှုတွေနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုခဲ့တဲ့စော်ပွင့်ကိုဇော်လာနေ့ရက်နေ့မှာစစ်ကောင်စီကဖမ်းဆီးခဲ့ပြီးပုံမှန်နှစ်ခုနဲ့အမှုဖွင့်ထားတာပါစော်ပွင့်ကအဖမ်းခံရပြီးရင်နောက်မှာပြည်ဦးလွင်မြို့နယ်ပြင်စာရွာရဲစခန်းကိုရောက်မလာခဲ့တဲ့လို့အနီးစခန်းစစ်ကြောရေးကိုလည်းရောက်မလာခဲ့ပဲမန္တလေးနယ်တွင်စစ်ကြောရေးကိုအပုတ်ခံထားတယ်လို့သိရပါတယ် အဲ့လိုပဲရှီပိုင်းတွေတုံးမှလည်းစစ်တပ်ထောက်ခံသူပြူစောတီတွေကိုအဓိကစုဆောင်ပြီးနေတဲ့ပေါ့ကိုရော်ကိုလည်းစကောင်းဆောင်မရောင်းလိုင်းကိုဝေဖန်မှုနဲ့ဖမ်းဆီးခဲ့ပြီးရက်ပိုင်းအကြာမှာတော့ပြန်လွတ်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမန္တလေးစကိုင်းမကွေးဒေသအတွင်းမှာစစ်ကောင်စီနဲ့ပြူစောတီအဖွဲ့တွေအကြောင်းမကြေလည်မှုတွေပုံများလာပါတယ်။ မန္တလေးတိုင်းမြင်းချန်ခေရမှာနာမည်ကြီးနေတဲ့အမျိုးသမီးပြူစောဒီခေါင်းဆောင်တီတာယူမွန်ကလည်း AB လကုံပိုင်းကလေးကလှုပ်ရှားမှုမရှိတော့ပဲသတင်းတွေညင်နေခဲ့ပါတယ်။ AB လကလေးကစစ်ကောင်စီရဲ့မြင်းချန်ခေရန်တွင်တိုက်ပွဲတွေမှာပြူစောတီတွေကိုမတုံးတော့ပဲစစ်ကောင်စီကသူတို့စစ်သားတွေကိုပဲအတုံးပြူနေတာတွေ့ရတယ်လို့ဒေသခံ PDF ခေါင်းဆောင်တွေစီကနေတဆင်တင်ရပါတယ်။ဒါပြင်မိထီလာမျိုးအဝင်ကိမ့်မှာပုံမှုဝေဖြူနဲ့ပြဿနာဖြစ်ခဲ့တဲ့မိထီလာပြည်သူစစ်ကောင်ဆောင်စော်ယူထွန်းကိုမေလ29ရက်မှာစစ်ကောင်စီမိထီလာမျိုးနဲ့တရားရုံးကပုံမှန်905က ါကြီးပုံမှာ66ကာကြီးလို့နဲ့မိတ္တိလာအချင်းထောက်ကိုပို့ခဲ့ပြီးတဲ့နောက်မကွေတိုင်းကနမေကျော်စစ်တပ်ထောက်ခံသူတင်ကန်းဝင်းပေါ့ကိုရောကလည်းပြူစောထီရီနဲ့စစ်တပ်ထောက်ခံသူတွေကိုစစ်ကောင်စီကဖမ်းဆီးအရေးယူနေရတဲ့ပတ်သက်ပြီးအင်တာနက်လူမှုကွန်ရက်တွေကနေဝေဖန်မှုတွေစတိုင်ပြုလုပ်နေရလဲတွေ့ရပါတယ်။သူတို့အဲ့လိုဖြစ်နေတာကျွန်တော်တို့အတွက်ဝမ်းသာအားရစရာပါပဲ။နောက်တစ်ခုသတိရှိရမယ့်အချက်ကပါလဲဆိုတော့လန်ချုပ်ဇလန်လာရုပ်ရှင်ရိုက်တာလားပေါ့ဒါလေးရောတန်တရားဖြစ်မိတယ်။ဦးနေဝင်းကိုဦးတန်းရွှေကဂယုမဆိုင်တလို့ဦးတန်းရွှေကိုမင်းအောင်လိုင်က ာဂယုမဆိုင်တလို့စစ်တပ်ထဲမှာအရာရှိအရာခံဆိုတာတွေတောင်မှ ဖြုတ်ထုတ်တက်တွေလုပ်နေတာပဲလေယာရုကနေဖေရှားအနာပေးအနာပေးနေဆိုတာကလူကြားကအောင်ပြောတာစင်ရန်နီယာဘျူရိုကရက်ထဲမှာဒါရီကအစင်တဆိုင်ရှိနေကြတာအဲ့ဒီကြားထဲမှာမှာစော်ပေါင်းဟင်းလို့ကောင်းကငမွားလေးပဲလေသူတို့နောင်တရရတင်ပြီးအမြင်မှန်ရတင်ပြီး သူတို့စကားစာအတွက်ဘလောက်ပဲပေးဆက်ပေးဆက်အချိန်ကြာရင်ဟင်းတာကိုတောင်ပြတ်တယ်လို့ပဲသူတို့ကဇက်တူသားလင်းစားမှာပဲသူတို့တုံးလို့ရရင်တုံးမှာပဲသူတို့တုံးလို့မရရင်အကုန်လုံးချနေမှာပဲဒါကြောင့်ပြည်သူစစ်ခေါဖြူစောတီတွေလည်းအမြင်မှန်ရကြဖို့ပြည်သူထံလက်နက်ချအလင်းဝင်ဖို့အချိန်တက်ပြီဆိုတာသိစေချင်ပါတယ်လို့ရည်သားထားပါတယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့ကုလထွေထွေညီလာခံမှာဆွေးနွေးနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာတို့ရဲ့ပြည်တွင်းစစ်ကအခုအခါကမ္ဘာမှာဘာသာရေးလူမျိုးရေးနဲ့မပတ်သက်ဖေးထူးခြားစွာဖြစ်ပေါ်လာတဲ့အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီအရေးအတွက်လူလူတည်ရလုံအင်းနဲ့အားနဲ့ဆန့်ကျင်တွန်းလှန်တော်လှန်နေခြင်းပဲဖြစ်ပါတယ်။စစ်ဝါဒီတွေကိုအာဏာသိမ်းပြီးဆိုတာကအလွယ်တကူပြောနေခြင်းသာဖြစ်ပါတယ်။တကယ်တမ်းမှာနိုင်ငံကိုလက်နက်အားကိုနဲ့လူရဲဓမြတိုက်ခါ၎င်းတို့ပိုင်းပြင်လူလူလက်မှသိမ်းယူသွားတဲ့လူရဲကြီးဖြစ်လို့လူလူမှရရလက်နက်ဆွဲကင်တော်လှန်ခဲ့ကြရမှာ။ຫນွေဥတော်လှန်ရေးကြီးပေါ် ော်ပေါက်လာတာဖြစ်ပါတယ်။ဒီတော်လန်ကြီးကြီးရဲ့အလန်တော်အောက်မှာပဲနှစ်ပေါင်း80နီးပါးလူမျိုးရင်းရတင်းမာမှုတွေရှိနေတဲ့အဖွဲ့အစည်းတီးစီးလုံးညီညွတ်စွာတိုက်ပွဲဝင်လာခဲ့ကြပါတယ်။၎င်းနဲ့ပတ်သက်ပြီးကွဲလွန်သူဆရာညီပူလေးကဓမ္မနဲ့အဓမ္မတို့ကြားတိုက်ပွဲအမားနဲ့အမန်တို့ရဲ့လွန်ဆွဲပွဲစိတ်ကူးစိတ်တမ်းတင်များနဲ့ပုတ်တိုးဆွေးမြေ့နေပြီးခိုးဆိုးလူရက်ပို့တာတည်တဲ့လူများကြားနဗန်းတပ်ပွဲနောက်ဆုံးမှာတော့လက်နက်ကိုင်းလူတစုနဲ့လူပေါင်း50ကျော်သူတို့ သူနိုင်ကိုနိုင်အပြိုင်ကျဲကြတဲ့နောက်ဆုံးပွဲတိုက်ပွဲကြီးလို့ရှိသားခဲ့ပါတယ်။ဒါကအမှန်ပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲကြီးမှာအရေးနိုင်သွားမယ်ဆိုရင်နောက်ထပ်မျိုးဆက်ပေါင်းများစွာစစ်ကောင်းဆောင်များနဲ့၎င်းရင်မိသားစုများလက်ဝီကန်ခရိုနီများရဲ့လက်ခုပ်ထဲကရှိလို့တုံလုံးတုံမောက်လိုမှဘဝနဲ့အသက်တချောင်းကိုတောင်ပင်ပန်းစင်းရဲကြီးစွာနဲ့မွေးမြူနေရတဲ့ဘဝမျိုးနဲ့နေထိုင်သွားကြရမယ်ဆိုတာကိုပြည်တွင်ရှိဓမင်းစာကြီးသူတိုင်းသိထားကြပြီဖြစ်ပါတယ်။လက်ရှိမှာပဲ80ရာခိုင်နှုန်းကစင်းရဲနွမ်းပါစွာနေထိုင်နေကြပြီလို့ကုလသမဂ္ဂမှထုတ်ပြန်ထားပြီဖြစ်ပါတယ်။ဒ ဒါပေမဲ့ကဘာကြီးကဒီအကြောင်းတွေကိုကောင်းစွာသိထားပေမဲ့၎င်းတို့ဝန်ရောက်ကူညီပေးခြင်းမရှိကြဘဲလက်ပိုက်ကြည့်နေခဲ့ပါတယ်။ဒါပေမဲ့သူနိုင်ကိုနိုင်အပြန်ကျဲရမယ်တိုက်ပွဲကြီးကပြင်းထန်လုံးမကပြင်းထန်လာချိန်မှာတော့၎င်းတို့ထူထောင်ထားတဲ့ကဘာစနစ်ကြီးကိုပါထိခိုက်လာတော့မယ့်အရေးကိုအထိတ်တလန့်သိမြင်လာကြပြီးစေယုတ်စုရဲ့စကားနဲ့တော့ဖော်ပြနိုင်စွမ်းမရှိလို့ဆိုပြီးလူမဆန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုလစ်လျူရှုကအပြစ်ခံရစေချပေါ်အထိတ်တလန့်တောင်းဆိုလာကြပါတယ်။ ဒါကိုကုလထွေထွေညီလာခံကြီးရဲ့ဆုံးဖြတ်ချက်89မြင်းဆောင်180နေရခွင့်အာဏာအနှင်းထားတဲ့အလွတ်တဘောဆွေးနွေးပွဲမှာမြန်မာရေးကုလတွင်ရမှုကြောင့်ရဲ့အထူးတန်တမန်ကျူလီပစ်လျှော်ရဲ့အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာအထင်ရှားတွေ့ရပါတယ်ဒီလိုပြစ်ခတ်ရဲစဲခြင်းမရှိအကြံဖတ်မှုတွေအရှိန်ရောချသွားခြင်းမရှိလူလူရဲ့လိုအပ်ချက်တွေကိုအလေးမမှုကတတိုင်းပြည်လုံးပျက်စီးခြင်း၅ပါးရောက်တော့မယ်လို့ပြောဆိုခဲ့ပါတယ်ရွေးကောက်ပွဲဆိုတာကလည်းအားလုံးပါဝင်နိုင်ခြင်းမရှိပါဘဲနဲ့မြည်သူမြည်ပုံလုပ်တယ်ဆိုတာကလည်းစဉ်းစားလို့တော့မတန်အောင်ဖြစ်ရတယ်လို့ဆိုပါတယ်ဒီ စကားကဆင်းရဲစုရဲ့ရွှေကောက်ပွဲနဲ့ပတ်သက်ပြီးကုလသမဂ္ဂရဲ့သဘောထားဖြစ်လာပြီးတော့မှဒီအတွက်၎င်းတို့ရဲ့ရွှေကောက်ပွဲပေါ်ရှခင်အတိုင်းပင်တင်ယုတ်အိန္ဒိယရုရှားတို့ကလွဲပြီးအတိမတ်ပြုလာကြမယ့်ပုံမရှိဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံအကျဉ်းသားများလှုပ်ပေးဖို့လည်းကုလသမဂ္ဂဆင်းမြင့်မှနေပြီးတောင်းဆိုသွားခဲ့ပါတယ်အမေရိကန်သံမတ်ကြီးကလည်းရခိုင်ပြည်နယ်အရေးကိုထူးထူးခြားခြားထည့်ပြောလာပြီးအာရခတက်တော်နဲ့ဆင်းရဲစုနှစ်ဖွဲ့စလုံးမှလူသက်တွေကိုတန်ဖိုးထားဖို့နဲ့ရက်သားတွေကိုကာကွယ်ပေးဖို့ဦးစားပေးလှုံ့ဆော်ကြဖို့တိုက်တွန်းသွားခဲ့ပါတယ်တရုတ်သ တမန်ကြီးကမြန်မာရဲ့လူ့ခွင့်ရေးပြဿနာကိုနိုင်ငံရေးအသုံးချလာမှုကိုစန့်ကျင်ကြောင်းကန့်ကွက်ပြောဆိုသွားခဲ့ပါတယ်။အဲ့ဒီအတွက်အားလုံးရဲ့သဘောထားကနိုင်ငံမှာတည်တံ့ခံပြင်းမဲ့ငြိမ်းချမ်းရဖို့ထက်လက်တလောလူကြားမကောင်ဖြစ်နေတဲ့အကြမ်းဖက်မှုတွေရပ်တန့်ပြီးဆွေးနွေးကြရေးကိုသာဦးစားပေးပြောဆိုလာကြတာပါ။စေယောစုဖို့ကဘူနီမြဲချားနေမြဲတိုင်းပြည်ကိုဆက်လက်ချက်လင်းရေးဆိုတဲ့ရှိမှန်းချက်ကတပြားမှမလျှော့ ဒါဟာ၎င်းတို့အတွက်သိရှင်ရေးလိုခံယူထားပြီးဖြစ်ပါတယ်ဒီအတွက်လည်းမိတိနီလမ်းမစုံတုံးဖို့လဲဝင်မလေးတော့ကရင်ပြည်နယ်မှာဆင်းရဲအခြေမလဖြစ်လာနေလို့တရင်းလာနေမှာအရှက်ဖက်ပြတ်မှတ်တွေကိုအတွဲလိုက်ဇက်တိုက်ပောက်ကွဲနိုင်တဲ့ကလူစတာဘုံတွေနဲ့တိုက်ခိုက်လာပြီးကော့ဂရိတ်မျိုးနဲ့တွင်းရှိချင်းရွာစတဲ့အကြောင်းထိမှန်သွားပြီးကလင်းငယ်တောင်းနဲ့ဆရာတအုပ်တည်ဆုံသွားခဲ့ပါတယ် လူလူကြီးရတဲ့မိမိတို့ရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းအသာထားအခြေခံလူဝဲချက်တွေကိုတောင်ဖြည့်ဆည်းပေးဖို့ဘလုံးမစိတ်ဝင်စားခြင်းမရှိသူများမိမိတို့ကိုရှမ်းသူလိုကျွန်လိုဆက်ဆံနေပြီး၎င်းတို့အုပ်စုသားစင်မြေဆက်အုပ်စိုးနိုင်ဖို့ချမ်းသာဖို့စီမံခန့်ခွဲနေမယ့်အရှိကိုနှစ်ပေါင်း60ကြာခေါင်းငုံလာခဲ့ပြီးလည်းဖြစ်ပြီးဆက်ပြီးတိခတ်နိုင်စွမ်းမရှိတော့ငဲ့၍ တည်တော့မခံနိုင်မိမိတို့အိုးအိမ်ရရွာကိုမီးလောင်တိုက်သွင်းလာတဲ့ရိုင်းဆိုင်ကြမ်းတမ်းလာတဲ့စေအုပ်စုကိုအပီအပြက်ဖယ်ရှားနိုင်မှာဖြစ်တယ်လို့ဆိုပြီးကြံဆောင်နေတာဖြစ်တယ်လို့ဆိုပါရယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ဖားကန်ဒေတာစင်ရီတရုတ်ပေါ်မှာမူတည်ရဲဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကန်ဒေတာမှာကချင်လူမျိုးရေးတပ်မတော် KIA နဲ့မြမတပ်မတော်ကြားဖြစ်ပွားနေတဲ့စင်ရီကတရုတ်ပေါ်မှာတာမူတည်ကြောင်းတိုင်းလိုင်းရှမ်းနီမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဦးဆိုင်ထီအောင်ကသတင်းဌာနကိုပြောပါရယ်။ဖားကန်ဒေတာမှာကြောင်စင် တူဖော်တွေလောက်ကွက်အားလုံးရဲ့နောက်ကွယ်မှာတရုတ်နိုင်ငံရှိနေကြောင်းတရုတ်မှကြောက်စိမ့်မှောင်ကိုစည်းကွက်ကိုအားမပြီးခဲ့ပါကမြန်မာနိုင်ငံကြီးတဝက်ခန့်ငြိမ်းအေးသွားနိုင်ကြောင်း၎င်းကဆိုပါရင်ဆိုင်းထီအောင်ကအန်ဒီစီကအကျိုးစီးပွားကိုထိခိုက်နေတဲ့အခါကျတော့ KIA ကလည်း KIA အကျိုးစီးပွားကိုထိခိုက်တဲ့ကျေပြန့်လာနိုင်နေဆိုတာကအဲ့ဒီဖားခန့်ဒေတာမှာကျွန်တော်တို့မြန်မာနိုင်ငံလက်နက်ကင်ဖွဲ့စည်းနှစ်ဖွဲ့ဆိုပါဆိုသူတို့စစ်တိုင်နေတာစိတ်မကောင်းပါဘူးအဲ့ဒီမှာတရုတ်နိုင်ငံရဲ့အကျိုးစီးပွားကတော်တော်ကြီးကြီးမားမားရှိပါတယ်ရှိတဲ့အခါကျတော့တရုတ်နေနဲ့ကျေပြန့်အောင်လုပ်မလားမကျေပြန့်အောင်လုပ်မလားဆိုတာတော့သူ့အပေါ် မှာပဲတွားပြီးတော့မူတည်တာပေါ့အခုပြောရမယ်ဆိုရင်ဖားခန့်ကထွက်တဲ့ကြောက်စင်းစည်းက2023လုံးကမြန်မာပြည်မှာကျပ်ငွေဘီလီယံ66ပဲရရှိနေတယ်တရုတ်မှာဆိုရင် US ဒေါ်လာ21ဘီလီယံရတယ် တောင်နိုင်ရှိခြင်းအဖြစ်မြန်မာကြောက်စိန်တွေဟာတရုတ်စည်းကွက်မှာဘလောက်ကောင်းနေတယ်ပေါ့အဲ့ဒီဥစ္စာတွေကလည်းမြန်မာနိုင်ငံကနေတရားဝင်ထွက်သွားတာမဟုတ်ဘဲနဲ့လက်နက်ကင်ဖွဲ့စည်းတွေစီကနေမှောင်ကိုထွက်သွားတာပေါ့အဓိကတော့ကြောက်စိန်ဖော်တဲ့လောက်ကွက်တွေအလုံးရဲ့နောက်ကွက်မှာတရုတ်ရှိတယ်ဆိုတာကိုလည်းတတိထားရမှာပေါ့တရုတ်ကအင်းကြီးချင်းကပီတာခဲ့တယ်ဆိုရင်ဘ ਹੁ အစိုးရနဲ့ပါချိတ်ဆက်တင်ပါတယ်မှောင်ကိုအာမပေးခဲ့ဘူးဆိုရင်လည်းဒါဟာမြန်မာနိုင်ငံငိမ့်ချိုင်းတုံးဘလောက်ကိုငိမ့်အေးသွားနိုင်ပါတယ်လို့ပြောပါတယ်မြန်မာတပ်မတော်နေနဲ့ဖာခတ်ဒေသမှာလက်လွတ်လိုက်ရတဲ့နေရာတွေကိုပြန်လည်ရယူဖို့ကြိုးပမ်းနေ က်နေကြောင်းမီလာကုံပိုင်းကဖားကတ်မျိုးတွေကိုစစ်ကြောင်းဝင်ရောက်ပြီးစစ်အင်အားဖြည့်တင်းနေကြောင်းဒေသတွင်သတင်းဌာနတွေကဖော်ပြထားပါတယ်။အဲဒီနောက်ကချင်ပြည်နယ်ဖားကတ်မျိုးဒီမှာ KIA နဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြကြောင်းသိရပါတယ်။ KIA က2024ခုနှစ်မလမစတင်ပြီးမျိုးသိန်းတိုက်ပွဲများဆင်နွှဲနေပြီးနေမြေထိဆက်နေတဲ့စကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်နဲ့ဆက်တွေမှာလည်းတိုက်ပွဲတွေပေါ်ဆောင်နေပါတယ်။ ဖာကန့်ဒေတာကစီးပွားရေးအလွန်ရေးပါတဲ့ဒေတာဖြစ်တာကြောင့်မြန်မာတက်မတော်နီနဲ့အကြီးကျယ်တိုက်ပွဲဝင်မှာဖြစ်ကြောင်းတရုတ်မြန်မာရေးလေးလာတုံသက်သူဒေါက်တာလှကျော်စောကသတင်းဌာနကိုပြောပါတယ်။၎င်းကစစ်တပ်ကလည်းအကြီးကျယ်တိုက်မှာပဲဒါပေမဲ့ကျွန်မကြည့်ရစစ်တပ်ကတိတ်လွယ်မဲလို့တော့မထင်ဘူး။ဒါပေမဲ့ဗမော်တို့ဘာလို့မှလည်းတတော်တော်ခံနေတာပဲ။ဘာလို့လဲဆိုတော့အခြေခံလက်နက်ဘာညာကတော့သူတို့ဘက်ကပုံများတော့အဲ့ဒါတွေလည်းဖြစ်မယ်ထင်နေကြနိုင်နေဗမော်မှာဖြစ်နေတယ်လို့ပဲရှင်းရှင်းကြီးဖြစ်ကောင်းဖြစ်နိုင်တယ်ထင်တယ်လို့ကြည့်ရတာလို့ပြောကြောင်းသတင်းမှဖော်ပြပါရှိ 你娃的声音。